အတင်းကြီးကစီနီယာရီရဲ့ခြေရာကိုနေမဲ့ယူဆက်ကိုအတင်းကအာရှကြားမာနေမြောင်မြန်မာဘောလုံးပရိသတ်တွေကဒီနေ့ကောင်းတစ်ခုကတော့အာဆီယံမျိုးသမီးယူဆက်ကိုချန်ပီယံရှစ်ပြိုင်ပွဲမှာမြန်မာလက်ယူစင်တက်တစ်ဆာအာရှကြားမာလေးမြောင်ဖြစ်တဲ့မျိုးသမီးယူဆက်ကိုအတင်းဟာထူးခြားတဲ့ခြေကျောင်းနဲ့လာအိုမျိုးသမီးအတင်းကိုဂိုးပြအနိုင်ယူကစီးပွားနယ်အဆင့်ကိုတက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုအောင်မြင်မှုတွေရမှာကြာသေးခင်ကမှဖလားရရှိခဲ့တဲ့မြန်မာမျိုးသမီးလက်ယူစင်အတင်းကြီးရဲ့ခြေရာကိုနေနိုင်မလားဆိုတာစိတ်ဝင်စားကြပါပဲပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကကျင်းပခဲ့တဲ့လင်းနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ မြမမျိုးသမီးလည်းရွေးစဉ်အတင်းကြီးကလာအိုမျိုးသမီးလည်းရွေးစဉ်အတင်းကိုနှစ်ကိုကိုမရှိတဲ့အနိုင်ရရှိပြီးချန်ပီယံဆူပလာကိုဆုခိုးခဲ့ပါတယ်။အခုကမှတော့မြမမျိုးသမီးယူဆက်ကိုအတင်းကအာဆာဂျာမာလေးတွေကလည်းကေဒူမဟုတ်ကြောင့်သူတို့ရဲ့ခြေစွမ်းအနေနဲ့တက်တည်ပြသနေပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲရဲ့အုပ်စုအိမ်မှာမြမအတင်းကတကယ်ကိုထူးခြားတဲ့ခြေစွမ်းနေပြသပြီးကစားနိုင်ခဲ့ပါတယ်။ဇွန်လ၁၇ရက်နေ့ကကစားခဲ့တဲ့လာအိုအတင်းရဲ့အုပ်စုပွဲစဉ်မှာလည်းမြမယူဆက်ကိုအတင်းက၆ကိုကိုမရှိနဲ့ပဲအပြတ်သတ်အနိုင်ယူခဲ့ပါတယ်။ဒီပွဲစဉ်မှာမြမကစားသမားလေးတွေဟာအတင်းလိုက်စူးကြီးမှုအားကောင်းမှုပြီးပိုက်စစ်ပိုင်းမှာလည်းထက်မြက်တဲ့ကစားဟန်ကိုပြသနိုင်ခဲ့တာကြောင့်ကင်ဘက်ကိုလုံးဝပီအားပေးထားနိုင်ခဲ့ပါတယ်။ တပ်ပြင်မနေ့ကကစားခဲ့တဲ့အရှိတီမော်အတင်းနဲ့ပွဲချင်းမှာလေမြန်မာယူ၁၉အတင်းက၉၉အကိုမရှိနဲ့ပဲအပြတ်သက်ထပ်မံအနိုင်ယူခဲ့ပြန်ပါတယ်ဒီလိုကောင်းမွန်တဲ့ရလဒ်တွေကြောင့်အုပ်စုအိမ်မှာ BNN အတင်းကကိုမဲ့အပြင်းနဲ့အုပ်စုပထမနေရာရရှိခဲ့ပြီးမြန်မာအတင်းကတော့၆မဲ့နဲ့အုပ်စုဒုတိယနေရာကနေစီမီဖိုင်နယ်အဆင့်ကိုအအောင်မြင်မြင်တက်ရောက်နိုင်ခဲ့ပါတယ်မြန်မာတင်းကအုပ်စုတွေမှာနိုင်ပွဲနဲ့ပွဲဆက်ရယူနိုင်ခဲ့တာကတော့တကယ်ကိုချီးကျူးကြကောင်းပြီးခန်းစစ်ပိုင်းရဲ့ခိုင်မာမှုကိုလည်းပြသနေပါတယ်စီမီဖိုင်နယ်ပွဲချင်းအဖြစ်မြန်မာတင်းကအုပ်စု B ရဲ့ပထမနေရာရရှိခဲ့တဲ့ထိုင်းအတင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ဒီအရေးကြီးတဲ့ပွဲစဉ်ကိုဇွန်လ16ရက်နေ့မြန်မာစံတော်ချိန်ညနေ6:00နာရီမှာရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ် ထိုင်းတရားနဲ့အာဆီယံဒေသတွင်းဘောလုံးအင်အားကြီးနိုင်ငံတကာနိုင်ငံဖြစ်တယ်လို့အမျိုးသမီးဘောလုံးမှာလည်းအစဉ်လာကောင်းတဲ့တင်းတင်းဖြစ်တာကြောင့်မြန်မာအသင်းတို့ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်ထိုင်းတရားကစားပုံမှာနီးစနစ်ပိုင်ပုံမကောင်းမှုပြီးအတွေ့အကြုံတွေနဲ့ပုံမရင့်ကျက်တာကိုတွေ့ရတတ်ပါတယ်ဒါပေမဲ့အုပ်စုတွင်ခြေစွမ်းပြသခဲ့တဲ့အာချာချားမလေးရဲ့စိတ်တက်နဲ့အားထုတ်မှုတွေအနိုင်မကန်ရှုံးမပေးတဲ့စိတ်တက်တွေကထိုင်းတင်းကိုလည်းရင်ဆိုင်နိုင်မယ်လို့မျှော်လင့်ရပါတယ်မြန်မာတရားဒီပွဲစဉ်မှာအနိုင်ရရှိခဲ့မယ်ဆိုရင်ဘောလုံးဘက်ကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်ဘောလုံးဘက်ဆိုတာကလည်းနိုင်ငံအတွက်ဂုဏ်ဆောင်နိုင်မယ့်အခွင့်အရေးဖြစ်တာကြောင့် ကစားသမားတွေအနေနဲ့လည်းစွမ်းကုန်စူးစမ်းကြမှာတေးကြပါရယ်အခုဆိုရင်မြန်မာမျိုးသမီးယူဆကိုတင်းကအာရှကြားမာလေးတွေကသူရရဲ့စွမ်းရည်ကိုတက်တက်ပြနေပြီဖြစ်တာကြောင့်စီမီဖိုင်နယ်မှာအနိုင်ယူပြီးဘောလုံးဘက်မှာချန်ပီယံဖြစ်သွားမလားဆိုတာကိုပရိသတ်တွေအားလုံးစိတ်ဝင်စားစောင့်ကြည့်ရတော့မှာပဲဖြစ်ပါရယ်မြန်မာပရိသတ်တွေအနေနဲ့လည်းမျိုးသမီးယူဆကိုတင်းရဲ့စီမီဖိုင်နယ်ပွဲစဉ်ကိုရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြမှာဖြစ်ပြီးမြန်မာမျိုးသမီးဘောလုံးအားကစားရဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေပုံမချင်းတန်လာစေမှာပဲဖြစ်ပါရယ်ဒီပွဲစဉ်မှာမြန်မာတင်းအောင်ပွဲခံပြီးဘောလုံးဘက်ကိုတက်ရောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရယ်ဒီမှာကျွန်တော်တို့ကတော့အမားပေးချက်